ောက်တန်းစားတွေကိုအသက်ဘေးရှည်ပြီးတော့တကယ်လူကောင်းတွေကသေရတယ်ဗျာအဲ့ဒါကြောင့်တခါတလေဖះရလည်းမကြည့်နိုင်ဘူးတကယ်ပြောရကျွန်တော်တို့ကအမှန်တရားလုံးဝအမှန်တရားကြိုက်တဲ့လူတွေအမှန်တရားသမားတွေအမှန်တရားကိုပဲအားပေးနေတာဖြစ်တဲ့တော့တခါတရံမှာအရှင်ဘုရားလည်းအမှန်တရားမဟုတ်ဘူးတခါတလေပေါ့နော်အုတ်ချုပ်နေတဲ့တာတကယ်ကိုပဲအမျက်စွာဖះရနေပြီးတော့မှဒီလိုမျိုးကျွန်တော်တို့ကိုအဲ့လိုမျိုးလောကကြီးကိုသုံးမထားတယ်ဆိုရင်ပေါ့နော် ကျွန်မပြောချင်တာလူကောင်းတွေကိုကြာရွေးခေါ်ပြီးတော့လူရုပ်မာတွေကိုတော့ထားပြီးတော့တမင်တက်တက်လောကကြီးပြက်သုံးအောင်လုပ်နေတာမဟုတ်ဘူးလားအဲ့တော့သူတို့ဘာမှဖြစ်တယ်တရားဥပဒေကတွက်မယ်အမှန်တရားတွေကတွက်မယ်ဆိုရင်အဲ့လိုမျိုးအကြီးကြီးရလဲဒါမျက်စောပြရလဲအကြီးကြီးပေါ့သူလက်တရားခံဖြစ်သွားမှာပေါ့ကျွန်မပြောချင်တာသဘောပေါက်လားအမှန်တရားအတိုင်းကျမတို့ဥပဒေသားတွေရဲ့အတိုင်းအမှန်တရားအတိုင်းစီရင်ဆုံးဖြတ်မယ်ဆိုရင်မကောင်းတဲ့လူကိုပဲခေါ်ရမှာလေ။ အောက်မှာဒီလိုအောက်တန်းစားတွေကပေးပါလားအမဘုံမှန်ပြီဥစဉ်ကလေအရေးအဖက်မရတဲ့ကိစ္စတွေကိုဝင်ပြောတဲ့အလေးအကျင့်မရှိဘူးနော်အခုတော့ဖះကိုထိခိုက်ပြီးပြောတဲ့အတွက်ဥစဉ်ပြောရပါတော့မယ်ဗုဒ္ဓဘာသာဝင်တယောက်ဖြစ်ပါရဲ့နဲ့ဖះဝါဒကိုမသိတာဟာအရှုံးကြီးရှုံးတာပါပဲကဲဒါဆိုရင်ဖះဝါဒကပါလေဝိပဿနာဝါဒနဲ့ကမ္မဝါဒဖြစ်တယ်ဝိပဿနာဝါဒဆိုတာဝေဖန်စစ်စစ်ပြီးမှလက်ခံတဲ့ဝါဒ ကံမဝါဒဆိုတာကံကံဤအကျိုးပေါ်ကိုလက်ခံယုံကြည်တဲ့ဝါဒတတဝါတိုင်းဟာကိုပြုတဲ့ကောင်းကံမကောင်းကံအတိုင်းဖြစ်တည်နေကြတာဖြစ်တယ်ကံကလည်းအတိတ်ကံနဲ့ပစ္စုပန်ကံရင်ဆိုပြီးနှစ်မျိုးရှိတယ်တချို့သောလူတွေဟာအတိတ်ကပြုထားတဲ့ကောင်းမှုကံကြောင့်ယခုလက်ရှိပစ္စုပန်မှာကောင်းကျိုးတွေခံစားရပြီးယခုလက်ရှိပစ္စုပန်မှာပြုနေတဲ့မကောင်းကျိုးတွေကိုချက်ချင်းမခံစားရဘူးဘာကြောင့်လဲဆိုရင်အတိတ်ကပြုထားတဲ့ကုသိုလ်ကောင်းမှုရဲ့အရှိန်အဟုန်ရှိနေသေးလို့ဖြစ်တယ် အေးအတိတ်ကပြုထားတဲ့ကုသိုလ်ကောင်းမှုရဲ့အရှိန်အဟုန်ကုန်ပြီဆိုရင်တော့ယခုလက်ရှိ ပြစ်ဆုံးပံမှာပြုနေတဲ့မကောင်းမှုရဲ့ဆိုးကျိုးကိုခံစားရမှာဖြစ်တယ်။အဲ့ဒါကိုမြင်အောင်မကြည့်နိုင်တဲ့လူအန္တတချို့ကလက်ရှိပြစ်ဆုံးပံမှာမကောင်းမှုလုပ်နေတဲ့လူတချို့မကောင်းကျိုးမခံစားရတာကိုကြည့်ပြီးဖျားဟောတော့မကောင်းတာလုပ်တယ်ဆိုရင်မကောင်းတာဖြစ်မယ်ဆိုအခုတော့မကောင်းတာလုပ်တဲ့လူတွေကဘာမကောင်းကျိုးမှမဖြစ်ပါလားတရားဆိုတာလည်းအလကားပဲဖျားဆိုတာလည်းအလကားပဲ တန်ခါဆိုတာလည်းအလကားပဲဆိုပြီးတော့ဖရာတရားတန်ခါအပေါ်မှာစောကပြမာပြီးပြောကြတယ်လက်ရှိပိဿုပံဖြစ်တည်မှုအပေါ်ကိုအမှန်ဟုယူဆနေခြင်းဟာပိဿုပံကာမဝါဒဖြစ်တယ်နော်ပိဿုပံကာမဝါဒဆိုတာမိစ္ဆာဒိဋ္ဌိအယူလွဲမားတဲ့အယူကိုမယူသင့်ဘူးနော်နောက်ပြီးတော့ဦးဇင်းတို့မြတ်စွာဘုရားကိုဘု து ကိုတော့ဘာမလုပ်ပေးဘူးဘု து ကိုတော့ဘာမပြောပေးဘူးလို့ပြောရအောင် ဦးဇင်းတို့မြတ်စွာဘုရားကတရားဆုံးဖြတ်ပေးတဲ့သူမဟုတ်ဘူးလမ်းပြပေးတဲ့သူเนาะဘယ်လမ်းကိုပြပေးတာလဲဆိုရင်တန်တရာဝစင်းရဲ့လွတ်ရလွတ်ကြောင်းလမ်းကိုပြပေးတဲ့သူเนาะအကုသိုလ်နယ်ကလွတ်ပြီးကုသိုလ်လမ်းကြောင်းဘုံကိုရောက်အောင်ပြပေးတဲ့သူမကောင်းမှုအကျိုးကိုခံစားရမှကြောက်တယ်ဆိုရင်ဒီမကောင်းကျိုးကိုမလုပ်နဲ့ဒီကောင်းကျိုးကိုခံစားကျင်တယ်ဆိုရင်ဒီကောင်းမှုကိုလုပ်ဒီလိုလမ်းပြပေးတဲ့သူဖြစ်တယ်เนาะ ဘသူကိုတော့ဘာလုပ်တဲ့အတွက်ကြောင့်မင်းကဘယ်ကိုသွားပါမင်းကတော့ဘာလုပ်တဲ့အတွက်ကြောင့်ဘယ်ကိုသွားပါဆိုပြီးဆုံးဖြတ်ပေးပိုင်ခွင့်မရှိဘူးအဲ့ဒါတွေကိုထက်ထဲဝင်ဝင်မသိပဲနဲ့ဖရာတရားတန်ခါယတနာသုံးပါအပေါ်မှာစော်ကားပြီးပြောနေတာတွေဟာအမတမအကုသိုလ်ကြီးတယ်နော်အဲ့ဒီအကုသိုလ်ကံအကျိုးပေးပြီဆိုရင်ဘယ်ပုဂ္ဂိုလ်မှကယ်လို့မရဘူးအဲ့ဒါကိုကြက်ကြက်သတိထားပြီးတော့စင်ကျင်ပြီးနေပါနော်ဥစဉ်ဒါလေးပြောကြင်ပါတယ် ။ဦးစင်ဖေရလျှောက်ထားခွင့်ပြုပါဖေရ။တချို့တရားတော်တွေမှာမာဘာသီလပေးတဲ့အခါနမောတတဗဂဝါတော်ပါရာဟာမသက်ဆိုင်ဘူးလို့ဟောပါတယ်ဖေရ။ရှင်းပြပေးတော်မူပါဖေရတဲ့။ဒါကနားလည်မှုလွဲတာပါနော်။ဦးစင်ရှင်းပြပါမယ်။မာဘာသီလယူတဲ့အခါမှာအဟံပန်းဒီတိတရဏေနသဟပင်စသီလံဓမ္မယာစာမိအနုဂဟံကတ္တဝါသီလံဒေထမေပန်းဒီလို့ဆိုပါတယ်။အဘိဓေက အရှင်ဖုရားတရဏဂုံသုံးပါးနဲ့တကွငါးပါးသီလပေးပါလို့တောင်းတာဖြစ်ပါတယ်။အဲ့ဒီခါမှာသီလပေးတဲ့ဘုန်းကြီးကရမဟာဝရမိတံဝရေထငါဆိုတဲ့အတိုင်းလိုက်စုလို့ပြောပါတယ်။ငါဆိုတဲ့အတိုင်းလိုက်စုလို့ပြောပြီးတဲ့နောက်မှာ တိုင်ပေးရမှာကတရဏဂုံနဲ့ငါးပါးသီလကိုတိုင်ပေးရမှာပါ။သို့တော်လည်းပဲတရဏဂုံနဲ့ငါးပါးသီလကိုမတိုင်ပေးပဲသီလပေးတဲ့ဘုန်းကြီးကနမောတတကိုတိုင်ပေးပါတယ်။အဲ့ဒီလိုနမောတတကိုတိုင်ပေးလိုက်တဲ့အခါမှာတချို့က ၅ပါးသီလထဲမှာနမောတတမပါပဲနမောတတကိုထည့်ဆိုတဲ့အတွက်မှားတယ်လို့ထင်တတ်ကြပါတယ်တကယ်တော့အဲ့ဒီလိုမဟုတ်ပါဘူးเนาะဦးဇင်းတို့ဘာသာရေးအခမ်းအနားတွေဒါမှမဟုတ်ကျမ်းပြုတဲ့အခါမျိုးတွေမှာရှေးဥစွာအနေနဲ့ဖျားရှိခိုးရပါတယ်အဲ့ဒီသဘောကိုရည်ရွယ်ပြီးတော့သီလယူတဲ့အခါမှာတရဏဂုံနဲ့၅ပါးသီလကိုမယူခင်နမောတတဖျားရှိခိုးကာရာကိုအရင်ဆုံးထည့်ဆိုတာဖြစ်ပါတယ်အစီအစဉ်ထဲမှာမပါတဲ့အရာကိုထည့်ဆိုလိုက်တဲ့အခါမှာ မှားတယ်လို့ထင်သွားပုံရပါတယ်တကယ်တော့အဲ့ဒီလိုမဟုတ်ပါဘူးเนาะနမောတတကာထာသည်ဖျားရှခိုးကာထာဖြစ်တဲ့အတွက်သီလမယူခင်မှာအရင်ဆုံးဖျားကိုရှခိုးတာဟာလှုပ်တဲ့တဲ့အရာ ဖြစ်ပါတယ်ဒါကြောင့်၅ပါးသီလယူတဲ့အခါမှာနမောတတပါတာဟာမမှားဘူးလို့မှတ်သားထားရမှာဖြစ်ပါတယ်ဖုံဖုံဖျားတပြည့်တော်ကပြိပမှာပါဖျားပတိကိုဆိုင်ကဝယ်ပြီးပတိစိတ်ရင်ကုသိုလ်ရတလားဖေယငရေကြီးတလားဖေယ ဖုံဖုံဖရာ ရှင်းပြပေးတော်မူပါဖရာတဲ့ပတိစိတ်တယ်ဆိုတာကဘာဝနာအလုပ်ကိုလုပ်တာ ဖြစ်တဲ့အတွက်ကုသိုလ်ပဲရပါတယ်ငရဲမကြည့်ပါဘူးเนาะပတိအကြောင်းနည်းနည်းပြောပါမယ်ပတိကဗုဒ္ဓဘာသာဝင်တွေရဲ့အသုံးဆောင်ထဲမှာမရှိပါဘူးเนาะဒါကြောင့်မြစ်ကိုဆရာတော်နဲ့ကြီးသေးလေးထက်ဆရာတော်တို့၏အမေအဖေမှာသုံးလူများထိတ်ငားမှန်နှိတ်စိတ်ရန်ပတိရှိသည်နီးလို့မြစ်ကိုဆရာတော်ကမေးတဲ့အခါမှာ သုံးလူများထိတ်ငားမှန်နှိတ်စိတ်ရန်ပတိမရှိသည်လို့ကြည်သေးလေးထက်ဆရာတော်ကဖြေဆိုခဲ့ပါတယ်။ဒါကြောင့်ပတိဟာဗုဒ္ဓဘာသာဝင်တွေရဲ့အသုံးဆောင်ထဲမှာမရှိပါဘူးเนาะ။ဒါဆိုရင်ပတိဟာဘုသူ့ရဲ့အသုံးဆောင်ဖြစ်မလဲ။ဟိန္ဒူဘာသာဝင်တွေရဲ့အသုံးဆောင်ဖြစ်ပါတယ်။ဟိန္ဒူဘာသာဝင်တွေဟာဂါထာမန္တန်တွေရွတ်ဖတ်တဲ့အခါမှာပတိကိုအသုံးပြုတယ်လို့သိရပါတယ်။ပတိဟာမြန်မာနိုင်ငံကိုဘယ်အချိန်ကစပြီးရောက်တယ်လဲဆိုရင် အကန်ခေနရပတိစီသူမင်းလက်ထက်ကစပြီးရောက်တယ်လို့သိရပါတယ်အသုံးပြုရတဲ့ရည်ရွယ်ချက်ကတော့ဘာဝနာအလုပ်ကိုလုပ်တဲ့အခါမှာစိတ်ကိုတခြားသူပြန်လွှဲမှုမရှိအောင် စိတ်ကိုအကြောင်းအရာတစ်ခုတည်းပေါ်မှာပဲ ထားနိုင်အောင်လို့ပဒီကိုအသုံးပြုတာဖြစ်တယ်လို့သိရပါတယ်ကြာလာတဲ့အခါမှာပဒီဟာဗုဒ္ဓဘာသာဝင်တွေရဲ့အသုံးဆောင်တစ်ခုလို့ဖြစ်လာပါတယ်ဘာဝနာအလုပ်ဆိုတာဟာစိတ်နဲ့ပွားများရတဲ့အလုပ်ဖြစ်တာကြောင့်ယုတ်ဝိတ္ထုပစ္စည်းအကူအညီမလိုပါဘူးเนาะ ဒါကြောင့်ဘာဝနာအလုပ်ကိုလုပ်မယ်ဆိုရင်ပတိမရှိလဲပဲဘာဝနာအလုပ်ကို လုပ်လို့ရတယ်လို့မှတ်သားထားရမှာ ဖြစ်ပါတယ်။ဥစဉ်ဖယအဇာတတ်ဖခင်က ကိုကိုကိုတတ်တည်သွားတာလားအဇာတတ်တတ်လို့တည်သွားတာလားဖယဖြေပေးပါဖယတဲ့။ပါဖြစ်သူအဇာတတ်ကထောင်တွင်းအချင်းချအစာရေစာမကြွေးပဲထားပြီးခြေဘဝဓာခွဲ၍မိခင်ပြီးတတ်တာကြောင့်တည်သွားတာပါနော်။ဒီနေရာမှာအဖတ်သက်မင်း90ကိုပြောပါမယ်။ အစာတသက်မင်းသားကဖခင်ဖြစ်တဲ့ဗိမ္ပိတာရမင်းကိုတတ်ပါတယ်။အစာတသက်မင်းကိုသားဖြစ်တဲ့ဥဒိယဘဒ္ဒမင်းသားကတတ်ပါတယ်။ဥဒိယဘဒ္ဒမင်းကိုသားဖြစ်တဲ့အနုရုဒ္ဓမင်းသားကတတ်ပါတယ်။အနုရုဒ္ဓမင်းကိုသားဖြစ်တဲ့မုံဒ္ဒမင်းသားကတတ်ပါတယ်။မုံဒ္ဒမင်းကိုသားဖြစ်တဲ့နာဂဓာတမင်းသားကတတ်ပါတယ်။နာဂဓာတမင်းကိုတော့ပြည်သူတွေကတတ်လိုက်ပါတယ်။အဲ့ဒီမှာပဲအဖတ်တတ်တဲ့မင်း၅ဆက်ပြတ်သွားပါတယ်။ ဒါကြောင့်ဘိမ့်ပိတာရမင်းကြီးဟာသားဖြစ်တဲ့အဇာတသက်တက်လို့တည်တယ်ဟုမှတ်သားထားရမှာဖြစ်ပါတယ်။တစ်တော့မှာအရှင်ဖျားကို အမျိုးသမီးတယောက်ကတော့ပြောနေပြီနော်။အလှခံတဲ့မိမရှိတယ်။မှန်လားမှားလားတပြည့်တော်စိတ်မဝင်စားပါဘူး။သင်္ကန်းဝင်းနဲ့တော့မလုပ်ကြဘူးတဲ့။သူတစ်ပါးတို့ဆွဆွဲကဲ့ရဲ့ခြင်းပရာနုဝါဒဘေးမိမိကိုယ်ကိုပြန်လဲဆွဆွဲကဲ့ရဲ့ခြင်းအတ္တနုဝါဒဘေး မင်းပြမင်းတန်ပေးခံရခြင်းဒန္တဘေးအပေလေးပါးတို့ကြားရောက်ခြင်းဒုက္ခတိဘေးဆိုပြီးဘေးဆိုကြီး၄မျိုးရှိပါတယ်လူရယ်လို့ဖြစ်လာပြီဆိုရင်အစောပါဘေးဆိုကြီး၄မျိုးတည်းကသူတစ်ပါးတို့ဆွဆွဲကဲ့ရဲ့ခြင်းဆိုတဲ့ပရာနုဝါဒဘေးစိုက်တာကိုတော့ခံရမှာဖြစ်ပါတယ်ကိုကကိုမဟုတ်တဲ့အတွက်ကိုမဟုတ်ကြောင်းဘလောက်ပဲပြောပြောကိုကိုအမြင်မကြည်တဲ့လူကတော့ဆွဆွဲကဲ့ရဲ့နေမှာပဲဖြစ်ပါတယ် ။ဦးဇင်းလိုတာမင်ညယဟန်ကိုမပြောနဲ့။လောကမှာအမြင့်မြတ်ဆုံးဖြစ်တော်မူတဲ့မြတ်စွာဘုရားတော်မှာသူတစ်ပါးတို့ဆွဆွဲကဲ့ရဲ့ခြင်းဆိုတဲ့ပရာနုဝါဒပြီးစိုက်တာကိုခံရပါတယ်။ဦးဇင်းလိုတာမင်ညယဟန်တစ်ပါးအနေနဲ့ပရာနုဝါဒပြီးစိုက်တာဘာမှမဆန်းပါဘူး။နော်။အဓိကကတော့ကိုကိုကိုပြန်လဲဆွဆွဲကဲ့ရဲ့တဲ့အတ္တ ानु ဝါဒပြီးမဆိုင်ဖို့ပဲလိုပါတယ်ကိုကိုကိုပြန်လဲဆွဆွဲကဲ့ရဲ့တဲ့အတ္တ ानु ဝါဒပြီးစိုက်တာဟာ ကိုမဟုတ်တာလှုပ်ထားလို့ပဲဖြစ်ပါတယ်နော်အဲ့ဒီလိုမဟုတ်တာလှုပ်ထားတာဖြစ်တဲ့အတွက်ကိုကိုကိုမကြည်ညိုတဲ့စိတ်ဖြစ်ပြီးကိုကိုကိုပြန်လဲဆွဆွဲခြင်းဟာအတ္တ ानु ဝါဒဘေးစိုက်တာပဲဖြစ်ပါတယ်အတ္တ ानु ဝါဒဘေးစိုက်ပြီဆိုရင် အပယ်၄ပါးတို့ကြားရောက်ခြင်းဆိုတဲ့ဒုက္ခိဘေးပါစိုက်မှာဖြစ်ပါတယ်သူတစ်ပါးတို့ဆွဆွဲကြည့်ရတဲ့ပရ ानु ဝါဒဘေးကအပယ်၄ပါးကိုမစိုက်စေပါဘူးနော် ။ဒါကြောင့်ဘသူတွေဘလောက်ပဲဆွဆွဲကဲ့ရဲ့ပြီးတော့တပုတ်လေလွင်ပြောနေပါစေ။သူတို့ဆွဆွဲကဲ့ရဲ့ပြီးပြောဆိုတဲ့အကြောင်းအရာတွေဟာအပယ်လေးပါးကိုစိုက်စေတဲ့အရာမဟုတ်တာကြောင့်ဥစဉ်အနေနဲ့လိုက်ပြီးဖြည့်ရှင်းနေမှာမဟုတ်ပါဘူး။နော်။ကျမ်းမာချမ်းသာပါစေ။အရှင်ဖယားယူချင်းတူပါရဲ့နဲ့တချို့ကရုပ်အယမ်းဆိုးတယ်။တချို့ကအယမ်းလှတယ်။ဘာကြောင့်ပါလဲဖယားတဲ့။ဥပရိပါဏာတပါဠိတော်ဝိပင်္ဂဝတ်ဆူလကံမဝိပင်္ဂသုံးမှာ သူဘလူလင်မြတ်စွာဘုရားကို မေးလျှောက်တဲ့ပု္ပ္ပာ၁၄ချက်ဆိုတာရှိပါတယ်။အဲ့ဒီပု္ပ္ပာ၁၄ချက်ထဲမှာမြတ်စွာဘုရားလူချင်းတူပါရဲ့တချို့သောလူတွေကယုတ်ဆိုးတယ်တချို့သောလူတွေကယုတ်ချောတယ်။ဘာကြောင့်ပါလဲမြတ်စွာဘုရားဆိုတဲ့အချက်ပါပါတယ်။အဲ့ဒီခါမှာမြတ်စွာဘုရားကချက်သားသူဘတချို့သောလူတွေယုတ်ဆိုးတယ်ဆိုတာဟာအမျက်ဒေါသအာကြီးလို့ဖြစ်တယ်။တချို့သောလူတွေယုတ်ချောတယ်ဆိုတာဟာအမျက်ဒေါသမရှိလို့ဖြစ်တယ်လို့ဖြေကြားတော်မူပါတယ်။ မှန်ပါတယ်နော်နေ့စဉ်အမျက်ဒေါသအားကြီးနေတဲ့လူရဲ့မျက်နာကို ကြည့်လိုက်ပါ အမျက်ဒေါသရဲ့ပူလောင်မှုကြောင့်ရုပ်ဆိုးအကြီးတန်းနေပါတယ်အဲ့ဒီအမျက်ဒေါသနဲ့တည်သွားမယ်ဆိုရင်ကံကောင်းလို့နောက်ဘဝလူဖြစ်အောင်တော့ရုပ်ဆိုးတဲ့သူပဲဖြစ်ပါတယ်နော်အမျက်ဒေါသမရှိတဲ့လူရဲ့မျက်နာကိုကြည့်လိုက်ပါသူ့ရဲ့မျက်နာမှာအမျက်ဒေါသမရှိတာဖြစ်တဲ့အတွက်အကြည့်တဲ့ရှိနေတာကြောင့်ရုပ်အစင်းလှပပါတယ်အကယ်၍ဗဂရိယုတ်ကယူအစင်းလှပတဲ့သူ မဖြစ်စေအောင်တော့ ူ့ရဲ့တန်တန်မှာအမျက်ဒေါသမရှိတဲ့အတွက်အကြည်တက်ရှိနေတာကြောင့်မြင်ရတဲ့သူရဲ့စိတ်ထဲမှာချော်မော်လှပတယ်လို့ထင်ရပါတယ်။အမျက်ဒေါသမရှိတဲ့ပုံကိုယ်တွေတည်မယ်ဆိုရင်နောက်ဘဝလူဖြစ်တဲ့အခါမှာချော်မော်လှပတဲ့သူဖြစ်ပါတယ်။ကြည့်ဒါဆိုရင်တချို့လူတွေကယုတ်ဆိုးပြီးတချို့လူတွေကဘာကြောင့်ယုတ်ချောရတယ်ဆိုတာကိုသိလောက်ပြီးထင်ပါတယ်နော်။